အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့ Viber Coring Dome ဆိုတာကကျွန်တော်တို့ Viber ကိုခေါ်လိုက်မယ်ဆိုရင်ကျွန်တော်တို့အတန်မီလာတဲ့ Rain Dome တွေကိုကျွန်တော်တို့ Dev for ဘလို့ပြောင်းနေဆိုတဲ့ဟာလေးကိုကျွန်တော် sharing လုပ်ပြီးတော့မှဖြစ်ပါတယ်เนาะဤဆုံးကျွန်တော်တို့ Viber လေးတွေကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်ဒီညာဘက်အောက်မှာရှိတဲ့ mode ဆိုတဲ့ setting လေးတွေကိုတစ်ချက်ဆက်ဝင်လိုက်မယ်เนาะဝင်ပြီးရင်ကျွန်တော်တို့ဒီမှာရှိတဲ့ setting လေးတွေကိုတစ်ချက်ဆက်ဝင်လိုက်မယ် ။ဝင်ပြီးရင်တော့ကျွန်တော်ဒီမှာ notification ဆိုတဲ့ဟာလေးရှိတယ်။အဲ့ဒီတွေကိုတစ်ချက်ဆောင်လိုက်မယ်။အဲ့ဒီကျွန်တော်တို့ကဒီ use system sound ဆိုတဲ့ဟာလေးကိုဝင်ပြရမယ်နော်။ဒီအမှန်ကြီးလေးချစ်လိုက်မယ်။ချစ်တော့မှာပဲဒီ corindon ဆိုတဲ့ဟာဒီကကျွန်တော်မှိန်နေတဲ့ဟာဒီကကျွန်တော်နင်းလာမှာပေါ့เนาะပြီးတော့မှာကျွန်တော် corindon ဆိုတဲ့ဟာလေးကိုတခြားဆက်နေလဲမယ်เนาะနှိပ်ပြီးရင်ကျွန်တော်တို့ကဒီမှာ audio file နဲ့အဟာကိုကျွန်တော်ကြောင်းကျင်လာလားဒါမှမဟုတ်ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ ဘယ်လုံးနေရှိတယ်အဲ့ဒါကိုကြောင်းကျင်လာတာဆိုတော့ဒီမှာရေးလို့ရတယ်အဲ့ဆိုရင်တော့ကျွန်တော်တို့ကဖုန်းမှာရှိတဲ့ default ပါတယ် range လို့ကြောင်းကျင်တယ်ဆိုတော့ဒီ template ကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်မယ်နော်ဝင်ပြီးရင်ကျွန်တော်တို့ဒီမှာ default ပါတဲ့ဟာတွေအများကြီးပဲဒီမှာဒါကြောင်းကျင်လာနောက်ဘုဒ္ဓမှာကိုတိုင်းနဲ့တတ်တဲ့အတန်လေးတွေကိုနှိပ်ပြီးတော့ကျွန်တော်တို့ range ကြောင်းလို့ရတယ်ပေါ့နော်အဲ့လိုလဲကြောင်းလို့ရပါတယ် ပြီးရင်ကျွန်တော်တို့ကဒီမှာခုနကပြောသလိုပဲကျွန်တော်တို့ local မှာရှိတဲ့ range တွေပြောင်းချင်လို့ဆိုရင်တော့ကျွန်တော်ဒီပုံမှန်ရှိတဲ့ size local range တွေကိုတစ်ချက်နှိပ်လိုက်မယ်။နှိပ်ပြီးရင်ကျွန်တော်ဒီမှာ audio file ဆိုတဲ့ဟာလေးရှိတယ်။ video တစ်ချက်ဆက်ဝင်လိုက်မယ်နော်။ဝင်ပြီးရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ local မှာဖုန်းထဲမှာ music ထဲမှာရှိတဲ့တခြင်းလေးတွေကိုဒီမှာ select မှတ်ပြီးတော့လဲကျွန်တော် range အနေနဲ့ပြောင်းလို့ရပါတယ်နော်။အားလုံးပဲကျေးဇူးတင်ပါတယ်။